လည်းတို့ English တွေလာတဲ့အခါမှာ formal informal ဆိုတာကိုမကြာခဏတွေ့ဖူးမဲ့တဲ့နဲ့ like စကားလုံးကြီး check လုပ်တဲ့အခါမှာလည်း formal informal လို့ပြောရရှိရယ်စကားပြောတဲ့ပုံစံဒီမှာလည်းပဲဒါ formal ဖြစ်တယ်ဒါ informal ဖြစ်တယ်ဆိုတာလေးတွေခုနကဒီနာတွေ့ရတတ်တယ်လေနော် so ဒီ video မှာဒီ formal နဲ့ informal English ဆိုတာဘာလဲဒီနှစ်ခုကြားဘာကွာလဲတစ်ဆက်ထဲမှာ English တွေလာတဲ့ learner တွေအနေနဲ့ဘယ်လိုမျိုးသော formality ကိုဦးစားပေးပြီးတော့လေ့လာသင့်လဲပေါ့နော်ဒါလေးတွေကိုဆွေးနွေးပြီးသွားပါမယ်အယူအဆအနေနဲ့ဒီ formal နဲ့ informal English နှစ်ခုဟာတော်တော်ကိုကွဲပါတယ် because formal English ဆိုတာကတော့စာပေစံစံ ြောတဲ့ English ကိုပြောတာဖြစ်တယ်ဆိုစာကြည့်ပေးကြီးစတယ်ပေါ့နော်အ informal English ကျတော့ casual ဖြစ်လို့ねသူကအရက်တုံးဖြစ်သွားတယ်ဆိုအရက်ထဲမှာတုံးတာတွေပဲအရက်ထဲမှာပြောတဲ့အခါမှာပဲတုံးလို့ရမယ်ပေါ့နော် and ဒီထဲမှာ neutral English ဆိုလည်းရှိသေးတယ် neutral ကျတော့ယဉ်ကျေးစွာပြောဆိုခြင်းပဲဒါပေမဲ့ formal English လိုမျိုးအလွန်အမင်းယဉ်ကျေးတာမျိုးလည်းမဟုတ်ဘူးတစ်ဆက်တည်းမှာပေါ့ပေါ့ပါပါလေးပြောတာမျိုးဖြစ်တယ်ဒါပေမဲ့ informal English လိုမျိုး casual ဖြစ်လို့နားလည်းမဟုတ်အဲ့ထက်ကွက်တီဒီနှစ်ခုရကြားထဲကွက်တီအတော်တော်လေးပေါ့ နော်ဒါလို့ဆိုရင် learner တို့သဘောပေါက်မယ်ထင်တယ် learner တို့ english လေ့လာတဲ့အခါမှာဒီ neutral english ကိုဦးစားပေးပြီးတော့လေ့လာတတ်ပါတယ် because formal ကြလည်းအတုံးနည်းနည်းနည်းမဲ့ထင်တယ် informal ကြလည်းမသင့်တော်တော့ပြီးတော့စကားလုံးအများစုကလည်း neutral စကားလုံးနေဖြစ်လေရှိပါတယ် like formal မဖြစ်လွန် informal မဖြစ်လွန်ဂျားတွေက neutral ဖြစ်တဲ့အတုံးတော်လေးတွေကများရဲပေါ့နော်ဒါပေမဲ့ဒီ၃ခုကြားဘာကွာလဲဆိုတော့ကျွန်တော်နမူနာလေးတွေနဲ့ရှင်းပြပေးပါမယ် is it okay if i leave a bit early today ဒါပေမဲ့သူ့ကို informal english နဲ့ပြောမယ်ဆိုပါဆိုဒါဆိုရင် mind if i head out early today တိုင်း you see ဝကြဟို grammar နီးမကြတော့ broken ပုံစံနဲ့ပြောချပလိုက်တယ်ဒီမှာဆိုရင် subject တွေတော့မပါတော့ mind ဆိုတကယ်တော့ germine ဖြစ်ရမှာလေနော် but mind ဒီလိုပဲတုံးပလိုက်တယ်ပြီးတော့တုံးတဲ့စကားလုံးမှာ idiom တုံးလိုက်တာ like head out ဆိုတဲ့အတုံးတော်လေးတုံးလိုက်တာရှိရခုလိုမျိုး informal english မှာကျတော့အာစကားလုံးအသုံးပြုပုံမှာဆိုရင် slang တွေပါပါတတ်တယ်ဗန်းစကားတွေပေါ့နော် idiom တွေပါတတ်တယ်ပြီးတော့ဟိုဝကြလည်း broken စံစံနဲ့ပြောရရှိမယ်ဒီတခါအဲ့ဒီစကားကိုပဲ formally ပြောမယ်ဆိုပါဆို that's in may i leave a few minutes early today ။ you see may i နဲ့တောင်းရ because cream cheese တောင်းတဲ့အခါမှာ may i ဆိုတဲ့အသုံးတော့အင်မတန်မှယဉ်ကျေးရအောင်။ so ခုလိုမျိုး formal english ကိုပြောတဲ့အခါကျတော့အလွန်အမင်းယဉ်ကျေးစွာပြောရပါတယ်။ ီးတော့ neutral နဲ့ရှင်ကြည့်ရမယ်ဆိုရင်အမှ a bit early ဆိုရဲ a bit လေးသုံးပါရှယ်ရ formal မှာကျတော့ a few minutes ဆိုတာလေးပဲသုံးပါရ because a bit ကအနေနဲ့ informal ဖျောက်တာ哦ဆိုတော့ဒါတွေကြောင့်ဒီ formal language မှာလုံးဝအသုံးခွင့်မရှိတော့နောက်ထပ်ဥပမာဆက်ကြည့်မယ်လူတယောက်ကတစ်ခုခုတောင်းဆိုလိုက်လို့ကမလုပ်ပြီးနိုင်ဘူးလို့ညင်မဲ့ဆိုပါဆိုဒါဆိုရင် neutral english နဲ့ညင်မဲ့ဗျာ i'm sorry i can't do that right now but informally ပြောမယ်ဆိုရင်ကျတော့ nope can't do it now nope ဆိုလေ no တော့မဟုတ်တော့ nope ဆိုပါလားအခုလိုမျိုးဒီ informal english မှာကျတော့အာဒီအတန်ကိုကိုစားပြတဲ့ဘယ်လိုပြောလဲမသိဘူးအဲ့ဒါလေးညီတန်ဆွဲအခေရတော့တင်ဒီတင်ကြီးဓာတ်တွေလို့ပဲပြောရမလားပဲ nope တော့ yep wow အဟမ်းဟမ်အဲ့လိုမျိုးတော့အတုံးနေလေဒါလေးတွေမကြခဏပါတတ်တယ် formally ပြောမယ်ဆိုပါဆို unfortunately i'm unable to comply with your request at this time ်ဇကကြောရှိတာတတိထာမိမယ် exactly because ဇကကြောရှိတယ်ဆိုတာဟိုယဉ်ကျေးဖွဲ့ရာဖြစ်စီဖို့အတွက်ဇကားကိုလေသူ့ကိုလည်းမထိစင်နဲ့ကိုယ်ကိုလည်းမထိစင်နဲ့ဆိုပြီးတော့ cushion ခံလိုက်တာနည်းနည်းထုပြီးတော့မြင့်သွားတဲ့သဘောအဲ့ဒါနဲ့ဇကကြောရှိသွားတာပေါ့ဒီမှာဆင် I'm unable to ညာ at this time now တော့မဟုတ်တော့ညာအဲ့လိုမျိုးစကားလုံးနေနေပို့သုံးနေရှိရပြီးတော့ objective ဖြစ်တာလေးလည်းတတိထားပေး like uh, i'm sorry ကဲ့သို့တော့တော်တော်နေမသွားပဲနဲ့ unfortunately like ပြောချင်တာအရင်ကြီး personal မဖြစ်ဘူးဒီစကားလေအာငါကစိတ်မကောင်းဘူးလို့မပြောနေတော့စိတ်ကန်ဆိုးစွာဖြစ်ဒီလိုမျိုးပဲတုံလိုက်တာမျိုးပေါ့နော်ဒါကြောင့် formal ဖြစ်သွားမယ်အနောက်ထပ်ကွဲပြားမှုမှာကျတော့ like can you help me with this please ကိုညီပေးလို့ရမလားပေါ့နော်ဒါ neutral နဲ့ပြောလိုက်တာဟုတ်တယ်ရိုးရိုးလေးဟုတ်တယ်တကယ်လို့ informally ပြောမယ်ဆိုရင်ကျ hey can you give me a hand hey you see အဲ့လိုမျိုးခေါ်ရတဲ့အတန်အတုံးတုံးလေးတွေလေးပါလာတယ်ပြီးတော့ idiom can you give me a hand please ဒီတော့တစ်ခါလေးမထဲတော့ because အရက်ထဲမှာတငယ်ချင်းယဉ်နေတဲ့လူတွေနဲ့ပြောတဲ့စကားဖြစ်တဲ့အတွက်တအားကြီးယဉ်ကြီးပြနေစရာမလိုဘူးလားပေါ့နော်ဒါကြောင့် please ဒီပါတစ်ခါလေးမပါတော့ဆိုတော့တိတဲ့အချိန်မှာအဲ့ဒါကိုလူကြီးတွေနဲ့လူကြီးသူများနဲ့စကားတော့ပြောတဲ့အခါမှာသုံးမဲ့ဆိုင်ကြတော့ဒါရိုင်းသွားတယ်ဒီပုဂ္ဂိုလ်ကကို disrespect လုပ်နေရဆိုတဲ့ပုံမျိုးပဲနဲ့စကားလုံးတော့ထောက်ကုန်ပြီ disrespect ဖေဖေ but formally ပြောမဲ့ဆိုပါဆို would you be so kind as to assist me with this task Would you be so kind? အကျဉ်းသာစွာဖြင့်စိတ်နှဘောထားပြေးွားစွာဘယ်လိုမှမသိဘာသာပြန်တာတမျိုးပဲ။အဲအဲ့ဒါတွေရောပြီးတော့ help လို့မသုံးဘဲနဲ့ assist ဆိုတဲ့စကားလုံးလေးသုံးရလေတတိထားပြီ because formal english မှာကြောအခါမျိုးဆုံးမှာနည်းနည်းရိုးရှင်းတဲ့စကားလုံးတွေအစားနည်းနည်းရှည်လျားခက်ခဲတဲ့စကားလုံးတွေ academic စကားလုံးတွေပို့ပြီးတော့မှသုံးကြလေးရှိရ။ ဆိုတော့အနစ်ပြန်ချုပ်ပြီးပြောမယ်ဆိုရင် formal english ဆိုတာကအလွန် polite ဖြစ်ပြီးအလွန် respectful ဖြစ်ပြီးတော့ professional ဆန်တဲ့စကားကိုပြောတာဖြစ်ပါတယ်ပြီးတော့ထုံးကလည်းပဲ objective ဖြစ်တယ် personally မပါဘူး and emotion တွေတအားထုတ်ပြတာထုတ်ပြတာတွေထုတ်ပြောတာတွေမရှိတော့ဘူးသုံးလိုက်တဲ့စကားလုံးတွေကလည်းနည်းနည်းခက်ခဲတဲ့ academic word တွေနည်းနည်းရှည်တဲ့စကားလုံးတွေသုံးတတ်တယ်ဆိုတော့ help us are assist သုံးတာတွေ buy us are purchase သုံးတာတွေစသဖြင့်ပေါ့နော်ပြီးတော့ဝကြတွေကလည်းလုံးဝဟို complete sense တွေပဲတော့မယ်အမလုံးဝပါလို့မရဘူးဗျာ and uh နည်းနည်း complex what a sense တွေတုံးနေရှိရပြီးတော့အခါမျိုးဆိုမှာစကကြောကပို့ရှိတတ်တယ် because အာသူကဆောနာလို့ဘောနော်ယဉ်ကျေးဖွဲ့ရအတော်တော်လေးတွေ would you mind if i အဲ့လိုမျိုးတော့အတော်တော်လေးမြင်များတုံးတော့လေအာစကကြောလည်းနည်းနည်းရှိလေးရှိရဒီလိုအတော်တော်နေ့ကြောင့်အထူးသဖြင့်ဘယ်နေရာမှာတင့်တော်လဲဆိုတော့ academic writing ဒီမှာဆိုရင်ဒါ formal english ကအတင့်တော်ဆုံးဖြစ်မယ် academic writing ဆိုတော့ဥမာကျောင်းမှာ essay ရေးတာ thesis ရေးတာဒါတွေဆိုရင် more the formal english နဲ့တုံးရမယ်တခြားနေရာမှာ business business email တွေကြီးမယ် business report တွေလုပ်မယ်ဆိုရင်လည်း formal english ကိုသုံးရပါတယ်ပြီးတော့ job application တွေ cover letter တွေကြီးတဲ့အခါဒီမှာ formal english ကိုသုံးတာအကောင်းဆုံးဖြစ်ပါတယ် and public speech တွေပြီးတဲ့အခါမှာလူရှိတူရှိထွက်ပြီးစကားပြောရဆိုရင် formally သုံးတာအကောင်းဆုံးဖြစ်ပါမယ်ဒီတစ်ခါ informal english informal ကျတော့ အာသူရဲ့ tone ကနည်းနည်း casual နဲ့ friendly ဖြစ်တယ်ပေါ်ပေါ်ရွေလေးပြောတာမျိုးတာမန်ပေါ်ပါလီစကားပြောတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကိုနဲ့ရင်းနှီးတဲ့ကိုရဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့စကားပြောတဲ့အခါတော့တင့်တော်တယ် because တုံးတဲ့အတုံးတော်နေရာလဲဟဲ့အောင်ဘယ်တော့ချင်းနေ Isabella เอ้ยไม่ได้ไม่ได้เอ้ยซะซะซะโลซะโลเอ้าหมูตัวตรงๆนี่เลยลูกจีเนี่ยตะပြောให้จ้ะรออึนเปียวเลยนะอุ้มอ่ะเลยเฮ้ยชินนี่เบร้องโอเลยครับเนี่ยชินนี่ก็เลยใช่อ่ะตะမျိုးเว้ยยายว่าตัดเลยอ่ะพี่รอสกะลงตรงหน้าปုံซันมาแล้ว ADM ดิ တော်တော်လေးတုံးလေးရှိရဲမထင်မထင်လို့ဘန်စကားတွေပေါ့နော် slang တွေလည်းတော်တော်တုံးလေးရှိရဲပြီးတော့ဝကြတွေကလည်းနည်းနည်း broken ပုံစံနဲ့တုံးလိုက်ကြရပြတလား because သူကနင်နာလဲရင်ပြီးရောဆိုတဲ့ပုံစံမျိုးပေါ့နော် grammar rule တွေဘာတွေ dig you site မနေဘူးပြီးတော့အတူကောက်တွေတော်တော်တုံးကြတယ်ဒီဥစ္စာက formal နဲ့ informal english မှာတော်တော်တိတာရဲ꿰ပြမှုဖြစ်တယ် formal language နဲ့တုံးတဲ့အချိန်တွေဆိုရင် learner တို့အတူကောက်လုံးဝလုံးဝတုံးလို့မရပါဘူးဒါပေမဲ့ the informal english မှာကျတော့အတူကောက်လုပ်လို့ရသမျှအကုန်အတူကောက်လုပ်ပလိုက်တာတာမန် subject နဲ့ helping verb involved the or helping involved နဲ့ not ကိုတူကောက်လောက်တာအပြင်ကိုစကလုံးလေးကိုပါတူကောက်လောက်ရင်လောက်ပလိုက်တာမျိုးဥပမာ want to မပြောတော့ဘဲနဲ့ wanna လို့တုံးပလိုက်တာ let me လို့မပြောဘဲနဲ့ let me လို့တုံးပလိုက်တာ i've got to လို့တုံးမယ်နဲ့ gotta လို့တုံးလိုက်တာဒါလေးလေးပေါ့နော် so ဒီလိုမျိုး informal english ကဘယ်ချိန်မှာတင့်တော်လဲဆိုတော့သူတို့ဖြင့်ကိုယ့်ရဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့စကားပြောတဲ့အခါတင့်တော်မယ်ပြီးတော့ online ပေါ်မှာ chatting လောက်တာတွေပါလဲထွန်းဒီ၎င်းမဲကွာကိုယ်နဲ့ရင်းနေတဲ့လူတွေဆိုတော့လေအော်ပို့ဘဘစကားပြောရမျိုးဆိုတော့လေအာ informal english ကိုသုံးတာရှိတယ်ပြီးတော့အဖြစ်အပျက်တငယ်ချင်းချင်းချင်းကြာပြောတာမျိုးဟိုတရုတ်ဖော်တဲ့ TV show တွေမှာဆိုရင်လာတတ်တယ်ပြီးတော့တချင်းနေမှာဒီအတိုင်းပဲဆော်ပါတချင်းမှာယဉ်ကျေးဖွဲ့ရတဲ့တိုင်းပြောနေစရာမလိုဘူးလေနော်အဲ့တော့ informal english တင်တယ်သုံးတာလေးရှိမှာ ဒီအစွန်းတစ်ခုကြာက neutral english ရဲ့ feature လေးတွေပေါ့နော်သူရဲ့ tone ကယဉ်ကျေးမှုရှိပါတယ်ဒါပေမဲ့နည်းနည်း relax ဖြစ်တယ်ပေါ့ပေါ့ပါပုံစံလေးပဲပြောရမျိုး because formal မှာကျတော့ယဉ်ကျေးလွန်တော့စကားပြောတာပေါ့ပေါ့ပါမျိုးမရှိဘူးယာ for uh, informal မှာကျတော့လေ casual ဖြစ်လွန်တော့အတခါလေးဆိုရင်မတင့်တော်တာလေးတွေဖြစ်တတ်တယ်ကွာဒါပေမဲ့ ဒီ neutral english ထောင်းကြတော့ယဉ်ကျေးရဲ့ဒါမဲ့လဲသူက natural ဖြစ်တယ် relax ဖြစ်တယ်တဘာဝကြကြလေးပြောရမျိုးပေါ့နော်ပြီးတော့သုံးလိုက်တဲ့ vocab မှာလည်းပဲ formal လိုမျိုးခဲရခက်စက်အသုံးတော်နေမသုံးဘူးအ informal မှာလိုမျိုး idiom တွေ slang တွေမသုံးလို့ဘူးအဲ့ဒီစာ တာမန်ယိုရှင်တဲ့စကလုံးလေးတွေပဲတုံနေရှိရဲ့ဒီယိုရှင်တဲ့စကလုံးဆိုတာမတို့သိပြီးသားတာမန်စကလုံးတွေကွာဥပမာ assist တွေပြောမဲ့အစား help လို့တုံလိုက်တာတွေ purchase လို့ပြောမဲ့အစား buy လို့တုံလိုက်တာဒါလောက်လေးပဲရှိမယ် and ဝတ္တပုံစံမှာလည်း complete sense တွေတုံပြရပါတယ် broken ပုံစံမျိုးတုံတာမရှိဘူးဒါပေမဲ့ formal english တွေမျိုးတအားကြီးရှိလျားရှုပ်ထွေးတဲ့ခဲရခဲဆက်အတုံတုံလေးတွေလည်းမပါတတ်ဘူးပြီးတော့အတူကောက်တုံခြင်းကိစ္စ တာမန်ဟိုယိုရှင်းနဲ့ subject နဲ့ helping verb တွေအတူကလောက်တာမျိုးတွေဥမာ i am လို့မပြောဘဲနဲ့ i am လို့သုံးတာ i will လို့မသုံးဘဲနဲ့ i'll လို့သုံးလိုက်တာဒါတော့လေတော့ရှိနိုင်တယ် or အမောအခုကြိယာနဲ့ not ကိုအတူကလောက်တာရရှိမယ်။အမ I will not လို့မပြောဘဲနဲ့ I won't လို့တောင်းလိုက်တာ။ဒါလောက်တော့ရှိမယ်။ဒါပေမဲ့ informal မှာလိုမျိုးစူးစူးဝါဝါကြီး slang ပုံစံမျိုးပေါ့နော်။ wanna ရော a gonna ရော let me တို့ဒီလိုမျိုးသော contraction တွေမပါတတ်ဘူး။ပြီးတော့ slang မပေါ့ဆန္ဒပြောလိုက်တယ်။ရ idiom ကိစ္စမှာကြောက်ပါရှိလဲဆိုတော့ဒီ neutral english မှာ idiom မတုံးလို့တာဖြစ်ပါတယ်။တัวလုံးဝမတုံးတာတော့မဟုတ်ဘူး။တုံးတော့တုံးကြတယ်။ဒါပေမဲ့ဘယ်လိုမျိုး idiom တွေပဲတုံးကြလဲဆိုတော့အရန်အတော့ းများပြီးလူတိုင်းနားလဲတယ်ကွာပြီးတော့အသုံးများလွန်းလို့ဒါကို EDM လို့တော့မခံစားရတော့တဲ့ အတုံတုံတချို့ရှိမယ်အဲ့ဒါလေးတွေလောက်ပဲတုံးတာတွေဗျာပြောရမယ်ဆိုရင် like look forward to ဆိုတဲ့အတုံတုံတွေ in the long run ဒါရည်ရှိမှာဆိုတဲ့အတုံတုံလေးနော်အော်ကုံဝါးပြီဆိုင်မလို့ Ronaldo လို့တုံးတာတွေရှိရဒီလိုမျိုးတော့အရန်အုံများတဲ့ idiom တွေတော့ပေါ်ပါပါလေးတုံးလိုက်တယ်ဒါပေမဲ့စကားကိုတွန့်တယ်တွန့်စီမယ်ကွန့်စီမယ်ကိုယူကာယ idiom လေးတွေတော့လုံးဝမပေါအောင်စကားကိုပြောရမယ်ဆိုရိုးရိုးရှင်းရှင်းလေးပဲတုံးတဲ့အတုံတုံတွေဖြစ်ပါတယ်အဲ့တော့ခုလိုမျိုးဒီစကားကိုရိုးရှင်းစွာယဉ်ကျေးစွာပြောတာဖြစ်တဲ့အတွက်ဒီ neutral english ကိုတုံးလို့အကောင်းဆုံးအချိန် င်တွေကကျတော့ဟို general conversation လို့ပြောမှာဟိုတာမန်ပေါ့နော်အရင်ကြီးရင်ကြီးပြစရာမလိုတဲ့ဟာတွေဟိုအရင်ကြီး casual ဖြစ်စရာမလိုတဲ့ဟာတွေပေါ့နော်အဲ့တော့ maybe ကျတော့ everyday professional conversation လေးဒီမှာ communication ဒီမှာသုံးတာတွေရှိမယ်ဟို customer တွေနဲ့စကားပြောတဲ့အခါတွေမှာကိုယ့်ရဲ့လှုပ်ဖော်ကင်ဖက်တွေနဲ့စကားပြောတဲ့အခါမှာသုံးတာတွေရှိမယ်အမ်တစ်ဆက်ထဲမှာဒီတာမန်ရင်ကြီးစွာပြောရဖြစ်တဲ့အတွက်ဒဇိန်တွေနဲ့စကားပြောတဲ့အခါမှာကျတော့ neutral english ကိုသုံးသုံးမှရတာဟုတ် because design နဲ့ကိုမြင်ရလို့နဲ့တွားပြီးတော့ formal တအားကြီးပြောပြရ ရင်လည်းကိုရီးကားဖြစ်သွားမယ် informally ပြောမယ်ဆိုရင်ဒီပုံကယဉ်ကျေးမှုမရှိဘူးလို့ဟိုဘက်လူကထင်သွားမှာအဲ့တော့အာ neutral လို့ပြောတာ neutral နဲ့ပြောတာအဆင်ပြေတယ်တစ်ဆက်တည်းမှာဒီ professional communication ဖြစ်တဲ့အတွက် classroom setting ဒီမှာအာဆရာသမားတွေကအကြောင်းသူကျောင်းသားတွေနဲ့စကားပြောတဲ့အခါမှာလည်းဒီ neutral english ကိုသုံးတာအသင့်တော်ဆုံးဖြစ်မယ်ကျောင်းသူကျောင်းသားတွေကဆရာသမားတွေနဲ့စကားပြောတဲ့အခါလည်း neutral english ကိုသုံးတာအသင့်တော်မယ်